ဟယ်လိုမင်္ဂလာပါဒီကတော့ကကြတော့ဒီနေ့မျက်ကုံမဲထိုးရမှာအရင်ကြောက်နေတဲ့သူတွေတော့ဆိုရင်ဒီဗီဒီယိုလေးနဲ့အတူတူပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ရှင်ဆင်မတချို့လူမှန်လေးတွေကကြတော့လေမျက်ကုံမဲထိုးရဆိုလို့ရှင် မျက်ကုံကိုအကုန်ရိပ်ပြီးတော့ထိုးရတဲ့ထင်နေကြတာပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ပြန်ပြီးရှင်းပြပေးပါအောင်ရှင်အော်မျက်ကုံမဲရကြတော့ကိုယ့်ရဲ့ allergen နဲ့မျက်ကုံမဲအကုန်လုံးရိပ်ထားမျိုးတော့မဟုတ်ဘူးပေါ့နော်မလို့အတက်နေရာလေးတွေပဲရိပ်ပြီးကမှကိုယ့်ရဲ့ allergen နဲ့မျက်ကုံမဲပုံလေးသွင်းပြီးကမှထိုးပြရပဲဖြစ်ပါတယ်ရှင် ညခေါင်းထိုးတဲ့အချိန်မှာရောအရင်နာတယ်လားထိုးပြီးတော့ရောရေးလေးပါချက်ချင်းထိထိုးရတာရှိပါ့။ဟုတ်ညခေါင်းမထိုးတဲ့အချိန်မှာဆိုရင်တော့အရင်နာတယ်လားဆိုအရင်ကြီးတော့နာတာမျိုးတော့မဖြစ်ပါဘူးเนาะပုံမှန်လိုပဲစီထိုးသူပဲနည်းနည်းစစ်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 လေးတော့ဖြစ်တာပေါ့เนาะညခေါင်းမထိုးပြီးတော့ပြီဆိုတော့ချက်ချင်းတော့ရေတော့ထိထိုးရပါတယ်เนาะ ်ခုံထုတ်ပြီးသွားရင်ရောတက်တက်လုံးခံပါမလားအဲမျက်ခုံထုတ်ပြီးသွားလားမျက်ခုံထုတ်ပြီးသွားရင်တော့တက်တက်လုံးခံတာမျိုးတော့မဟုတ်ဘူးနော်ကိုယ့်ရဲ့မျက်ခုံမေးကအမြင်နဲ့တင်းတင်းလေးနဲ့နက်နက်ကလေးဖြစ်နေတဲ့ဆိုရင်တော့ခြားလာသူ့မှာဟုတ်တစ်နှစ်တစ်ခါတော့အရာတော့ပြန်တည်ပေးသင့်တယ်ပေါ့နော်အဲ့လိုမျိုးတစ်နှစ်တစ်ခါခြားလာတစ်ခါတော့အရာတည်ပေးမယ်ဆိုရင်ကိုယ့်ရဲ့ထိုးထားတဲ့ look ပုံစံနဲ့ပေါ်နေမယ်ကိုယ့်ရဲ့ထိုးထားတဲ့အရာလေးနဲ့ look ပုံစံမျိုးနဲ့ပေါ်နေမှာပေါ့နော်အခုလိုကြည့်ကြပေးရဆရာမကိုကျေးဇူးတင်ပါတယ်ရှင် โอเคရှင်ကျွန်တော်ရဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်